ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တောင်းလုံးပေါင်းချင်းပရိတ်20ကိုပြန်လည်ပြောင်းသွားမှာဖြစ်ပါတယ်ကျွန်တော်တစ်ဆယ်ချိန်မှာကိုတော်များနှစ်လေးရှောင်းရှိပရိတ်တစ်ခုနဲ့ခုနှစ်တရှိပရိတ်မှာဒီနှစ်ခုကိုပုံတူကနှစ်ရှိပုံတူတယ်ပေါ့နော်တော်တော်20နံပါတ်နှစ်ခုနှစ်တရှိပရိတ်ဖောက်တယ်ပေါ့နော်3နဲ့4နဲ့ကကျွန်တော်တို့ဒီမှာပုံတူကကိုတော်များပရိတ်ပေါ့နော်တော်များပရိတ်3 5နှစ်အရှာပြေးသွားခဲ့တာဖြစ်ပါတယ်20 3 4 OK တယ်ပေါ့နော် တနင်္လာနေ့ပရိသေးလုံးကတော့သူပြက်ပင်မရှိသေးဆိုပေမဲ့ပြီးခရီးတစ်ပတ်မှာတော့ဖောက်တယ်ပေါ့နော်။အဲဒါကြောင့်မကျွန်တော်တနင်္လာနေ့ဒီကိုတော့ငါနေ့လေး6ရက်ရတာလေးဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်။တနင်္လာနေ့ကတော့ပြက်ပင်မရှိသေးဘူးပေါ့နော်။ကိုတေတုံးလေးငါခုံမှာဆိုရင်ငါတုံများလေးကိုပရိငါတုံများတုံရှစ်ပရိဖြစ်ပါတယ်ပေါ့နော်။336ကကျွန်တော်3လုံးပေါင်းရှင်ညပရိ3ညာလေးတက်က9ပရိပါနော်6935ခွန်မှာတေပရိ66ခွန် နောက်ထပ်နေပရိ6တုံများ6ပေါ့နော်6ရှောင်းနေ6ရှောင်းငါခုနှစ်ပရိ9ရှောင်းနေကခုနှစ်ပရိတုံညာလေးလေးကအရှင်းနိနေတက်ကဒီမှာ9ပရိပေါ့နော်8လေးတုံကလည်းငါ6ရှောင်းတုံကခွန်နေတုံများကိုတုံးပေါင်းရှင်းကတင်းခွန်ခွန်ကိုတုံးပေါင်းရှင်းက3ခွန်တုံများတုံများမှာခွန်ပရိပြီးရင်ခုနှစ်ပရိ6ကိုလေးကဒီပရိပေါ့နော် ်โอเคနောက်ထပ်ကျွန်တော်တို့ချစ်ကိုလိုက်ပြီးတော့963ပါเนาะ3468တုံများနေထက်က၄ break 963 68 3 break နိနေခွန်ဒီမှာ3 break ပါเนาะ388 break 3တုံများကို2 break ကျွန်တော်ပြည့်ခဲ့တဲ့ဘက်9တုံများ468ဒီ break မှာဆိုရင်ဒူချပြီးတော့တာက35နေဖြစ်ပါတယ်35နေဆိုတဲ့အတွက်ကျွန်တော်ဒေါင်းလုံးပေါင်းရှင်းက ထိတ်လေပိတ်ကနန်းသုံးလုံးပေါင်းချင်းတုံညာပရိဆိုပြီးတော့ကိုယ်တုံညာနေတဲ့6ရှစ်တဲကတုံညာပရိချပေးသွားတာပေါ့နော်39နှစ်39နှစ်တုံညာပရိဖြစ်ပါတယ်။ Okay ကျွန်တော်ပြည့်ခရတဲ့ဘက်မှာအအသုံးပြလိုက်တဲ့ပုံတူပရိက6တုံညာ6ပရိဖြစ်ပါတယ်ပေါ့နော်။တုံညာပရိ39နှစ်ချပေးသွားတာဖြစ်ပါတယ်။ဒီ20နှစ်အဆက်ကိုကျွန်တော်ထပ်ပြီးသူလေးလာကြည့်မယ်ပေါ့နော်။ ီ3 9 3 9နေပြီးတော့နှလုံးတိုက်ကနှစ်တုံညာဖြစ်ပါတယ်နှစ်တုံညာဆိုတဲ့အတွက်ကြောင့်မို့ဒီနေ့တိုင်းပဲဆက်ပြီးပေါင်းသွားမလားပေါ့နော်တုံးမှာတစ်ချိန်ဒီအလေထိန်9ကို9နဲ့မြောက်မယ်ပြီးရင်နှင်းနဲ့2ချိန်ပေါင်းမယ်ပေါ့နော်95လေး25 93ပေါင်းရှင်ရှင်းနေသည်နှစ်နှစ်ကြိမ်ပေါင်းရှင်လေးဆိုတော့ရှင်းနေသေးပေါင်းရှင်သည်ဆက်နေရမှာပေါ့နော်။ဒါကြောင့်မို့နှစ်ကို ကိုတုံညာယူထားတဲ့အတွက်နှစ်သုံးယူမယ်။တုံညာနှစ်လေးရှောင်ရှင်းလို့ယူထားတဲ့အတွက်3 5 9တိမာကနန်းများမယ်ပေါ့နော်။မာကနန်း၅လုံးစုံပရိတ်ဆိုရင်တော့နှစ်ပရိတ်တစ်ခုထဲပဲဖြစ်ပါတယ်။โอเคဒါဒီ30 70ကျင်းရအတွက်ပေါ့နော်ကျွန်တော်တို့70ကျင်းကနန်း3လုံးပေါင်းရှင်းပရိတ်ဖြစ်ပါတယ်။ပရိတ်ပေါ့နော်။3 2တဲ့ဖြစ်ပါတယ်။ ထရီယာတူတဲ့ကနန်းသုံးလုံးထိတ်လေးပိသုံးလုံးပေါင်းရှင်က20နံပါတ်တည်တီ2359ကိုတည်ဆွေးပြီးရနေတာဖြစ်ပါတယ်။စုံပရိတ်ကတော့နေ့တလုံးထဲပဲပေါ့နော်။ကျန်တာက3959တည်မာပရိတ်ဖြစ်ပါတယ်။ Okay နောက်ထပ်ကျွန်တော်20နံပါတ်နေနဲ့တနီနံပါတ်3ကိုလည်းထပ်ပြီးတော့ကျွန်တော်အတူတူလေ့လာကြည့်အောင်လားခင်ဗျာ။ Okay ဒါလေးကပရိတ်20နံပါတ်ညဖြစ်ပါတယ်။9338336932 3ညာ၄တိက9 ရှင်းလျှောက်ခွန်ကတဲ့6တုံများလျှောက်ကနေ6ရှောင်းနှစ်ကတဲ့6ရှောင်း9ကခွန်9ရှောင်းနှစ်လဲခွန်တုံများလေးလေးရှိပြိနေနေတဲ့9ပြိရှင်းလေး3 9ပြိပေါ့နော်နေတုံများကိုတဲ့ခွန်ခွန်9 3ခွန်တုံများကမြခွန်ခွန်လုံးခွန်ခွန်ခွန်ပေါ့နော်ရှေကိုလေးကတဲ့9ရှောင်း3ကလေး963ပြီးတော့68ခုပေါ့နော်68ခုမှာတိပရိဖြစ်ပါတယ်နင်းနစ်ခုမှာလည်းတိပရိ3889ပြိတိ3တုံများ9တပင်မှာတစ်ကြိမ်ဖောက်သွားတယ်ပေါ့နော် ပြီးတော့3 5နှစ်ဆိုတဲ့အတွက်ကိုတုံများနှစ်3 4 5ထဲကတုံများပြိတ်ချာပေးသွားတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်20နဲ့3ချိန်မှာတစ်ချိန်ဖောက်တယ်ပေါ့နော်โอเคဒီ20နဲ့4ချိန်ပေါ့နော်တစ်ဆက်တစ်ချိန်အတွက်ဆက်တစ်ချိန်အတွက်ကျွန်တော်ထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာပရိချောင်းလုံးကိုကျွန်တော်ပုံသူယူมาဖြစ်ပါတယ်ပေါ့နော်โอเคတွေ့ရ20ကတော့ဒီဟာလေးပေါ့နော်ဒီ3 4 5 6ခွန်မှာ 5ဗရိတ်ဖြစ်ပါတယ်။နင်းနေတဲ့နောက်ထပ်လည်း5ဗရိတ်643ခုနှစ်ဗရိတ်6လျှောက်3ညတုံညာ9တဗရိတ်009က3ဗရိတ်09တုံညာ9ခုနှစ်ဗရိတ်300ခုနှစ်ဗရိတ်ပေါ့နော်963လေး68ခုနှစ်ခုနှစ်ညနှစ်ခုနှစ်388ကကိုတီ3တုံညာ9တဲ့ချိန်မှာဖောက်တယ်ပေါ့နော်ဆက်ပြီးတော့9တုံညာ1345မှာ39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ထပ်ပြီးတော့ဒီပရိတ်ခြားပေးလာတယ်ပေါ့နော်ဒါဆိုရင် ျွန်တော်3 999ဘောနော7ကြိမ်အတွက်ဆိုရင်တော့999 3ဖြစ်ပါဖြစ်ပါတယ်999 3နိဆိုတဲ့အတွက်20ကတော့ဒီအလေကကရန်3လုံးပေါ့နော်993ပေါင်းမှာဖြစ်ပါတယ်ဒီ913ပေါင်းတော့993ပေါင်းတော့ခွန်ဒါဆိုရင်တရားပေါ်မှာဆိုရင်ခွန်9ပေါင်း16ယူထားတယ်ပေါ့နော်9ခွန်ပေါင်းရှင်း16ဆိုတဲ့အတွက်6ကိုလည်းကျွန်တော်3နဲ့ထပ်ပေါင်းတော့ ောင်းရှင်းကိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပြီးခရီး30ချိန်လိုမျိုးပဲကိုတုံများ2345ဘရိတ်ထပ်ပြီးရှားနေတာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့တနည်းအရာပေါ့နော်ကိုတုံများ2345ဘရိတ်ဖြစ်မယ်ပေါ့နော် okay 20 number 2ကတော့ပြီးခဲ့တဲ့တစ်ပတ်လိုမျိုးပဲပေါ့နော်9 3မြ2 3 5ရုပ်ပြီးရနေတာဖြစ်ပါတယ်။ဒါဆိုရင်ခုနကကျွန်တော်20 number 3နဲ့ထပ်ပြီးတော့ညီကြည့်အောင်ပေါ့နော်။ ။တနင်္လာနေ့ပါနေ့က9တုံညာနေ့တော့၄၅ရှိပြရတယ်ပေါ့နော်။တနင်္လာနေ့ပါ3ကတော့ပင်ချေဖြစ်ပါတယ်။ဒီနှစ်ပေးမှာပြားထားတဲ့ဤအဆက်ပေါ့နော်။ပင်ရှိအပင်ပေါင်း90ကျော်သွားပြီပေါ့နော်9 3ည9 3 6ပရိဆိုပြီးဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ3မျိုးကိုပုံတူညှိကြည့်မယ်ပေါ့နော်။ဒါဆိုရင်ပရိအနေနဲ့3ခုစလုံးမှာပါတာ2ပရိဖြစ်ပါတယ်။ ပြီးရင်လည်း၃ပြိတ်ပုံတူတာဖြစ်တယ်။၅ကတော့၂ချိန်ပေါ့နော်။ပြီးရင်9ကမပါဘူးပေါ့နော်။9ကကျွန်တော်ဒီမှာ၃ချိန်စလုံးမှာပါတယ်ပေါ့နော်။10ကမပါဘူးပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ဒီ၃မျိုးစလုံးပုံတူကကျွန်တော်ပြိတ်၃လုံးကျန်နေပေါ့နော်။2 3 9ပုံတူပြိတ်ရနေတာဖြစ်ပါတယ်။ Okay ဒါကတော့ကျွန်တော်ဒီခရက်တပါလူမျိုးပဲ20နံပါတ်10နဲ့20နံပါတ်3နဲ့ကိုပုံတူညှိမယ်ဆိုရင်တော့ဒီခရက်တပါမှာ9တုံများ6ပုံတူထည့်ပါတော့ ဒီတစ်ပတ်မှာဒီမှာနေ့တလုံးပုံသူလေ၃တလုံးပုံသူလေပေါ့နော်ပြီးရင်ငါမပါဘူးပေါ့နော်ခုနှစ်ကလည်းမပါဘူးကိုကပါတယ်ပေါ့နော်တိတ်ကမပါဘူးပေါ့နော်ဒါဆိုတော့ကျွန်တော်နေ့၃ခုပဲပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဆက်ပြီးတော့ပရိအားနဲ့23မြို့ကိုဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်ကပ်တူတဲ့နံပါတ်1နံပါတ်2နံပါတ်3ပေါ့နော်23မြို့မှာဆိုရင် ဖနီရရှေ့ရှေ့တုံညကျွန်တော်ပြိပယ်တယ်ပေါ့နော်6ခု6ဆိုတဲ့အတွက်9ပြိချပေးသွားတယ်1 5 8ဒီပြိ3လုံးကိုပေးတာတုံများ6 3 9ပေါ့နော်3 9ပြီးရင်6တုံများ3 9 6 2 6 4 5 8 3 5 9 8 1ဒီမှာဆိုရင်3 3တုံညဒီပြိ9လုံးကိုပေးတာ10ပြိချပေးသွားတယ်ပေါ့နော်6 9တုံညမဘရီပြီးရင်တော့593 ခုနှစ်ပြိပာနော်ငါတောင်ညာလေးဒီရိတာချောင်းရှိပြီမဲ့ဒီ20နံပါတ်2ကတောင်ညာလေးတိငါပြိတဲ့ချိန်ဖောက်ဖို့တယ်ပေါ့နော်33ပေါင်း669ပေါင်း35ဆိုတော့ဒီမှာတောင်ညာလေးတိငါပြိတဲ့တဲ့ချာပြီးတော့ခဲ့တဲ့အတွက်20နံပါတ်2ကဒီတောင်ညာလေးတိတဲ့ချိန်မှာတော့တချိန်ဖောက်တယ်ပေါ့နော်ငါဆက်ပြီးတော့ဒီရှင်းရှောက်ခွာနေစာပြီးတော့23မျိုးစလုံးပေါ့နော်ဒါနီနံပါတ်3နဲ့ကတော့ကျွန်တော်ဖောက်ပြမရှိသေးဘူးပေါ့နော်။ဒါနီနံပါတ်2ကတော့ ဒီတော်များလေးတင်မှာတစ်ကြိမ်ဖောက်ဖူးတယ်ခင်ဗျာ OK ဆက်ပြီးလေ့လာကြည့်အောင်ဒီမှာရှင်နေ့လေး3ကိုပေးတာရှင်းပေါ့နော်ရှင်းပြန်ရှားပေးသွားတယ် Okay ခွန်ခွန်တလေတတကိုနိဒီခရီးကမှာကျွန်တော်ခွန်နိကိုဒီပရိတ်၃လုံးကိုပေးထားတာပေါ့နော်တွင်ဒီအရာဖြစ်ပါတယ်သူချပေးတော့တာက၃၅နိဆိုတဲ့အတွက်ကနန်း၃လုံးပေါင်းချင်းဒီတုံညာပရိတ်ချပေးတော့ခဲ့တဲ့အတွက်ကျွန်တော်ဒီပရိတ်၃လုံးပေးတာ okay တယ်ပေါ့နော် သုံး၅နှစ်ထဲလီပိတ်ကနန်းသုံးလုံးပေါင်းချင်းသည်တဆေပရိတ်ဖြစ်ပါတယ်တုံညာပရိတ်ပါနော်ဆိုတော့ကျွန်တော်ခွန်နှစ်၉ပရိတ်ပဲတာ OK တယ်ပေါ့နော်အဲဆိုရင်တဆေတကြိမ်အတွက်အာ၅၅၉၃နှစ်ဖြစ်ပါတယ်ပေါ့နော်၃၅နှစ်မင်းမထင်ဘူးပေါ့နော်၃၅နှစ်ဆိုတဲ့အတွက် Okay 20နံပါတ်၁ကတော့ကျွန်တော်ဒီ ငါးတပောင်းရှင်းချောင်းယူထားတယ်ပေါ့နော်ရှောက်ကိုသုံးပောင်းထားတဲ့အတွက်ဒီငါးကိုပောင်းမှဖြစ်ပါတယ်ဒီပုံမှာတသုံးပောင်းလေးငါးကိုပောင်းရှင်းလဲ14ဆိုတဲ့အတွက်လေးကိုအနောက်က၃နဲ့ထပ်ပောင်းတော့ခုနှစ်ပရိပေမှဖြစ်ပါတယ်ဒါဒီတွင်းနည်းအရာပေါ့နော်ဒါပတွင်းနံပါတ်1ခုနှစ်ပရိပေထားဖြစ်ပါတယ်နောက်ထပ်တွင်းနံပါတ်2ကဒီ၃နဲ့၅နဲ့ပေါင်းပြီးတော့အနောက်က၉နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ် ဒီဘောမှာ39ပေါင်း7နိပရိပေထားတာပေါ့နော်39ပေါင်း8 89ပေါင်း7ဆိုတော့20နံပါတ်1နဲ့20နံပါတ်2က9ပရိတူနေတာဖြစ်ပါတယ်9ပရိပေမယ်ပေါ့နော်ပရိနံပါတ်3ကဒီအရှိဆုံးနှလုံးပေါင်းတာပေါ့နော်99ပေါင်းရှင်း3ည3ညပရိပေမှာဖြစ်ပါတယ်။ Okay ဒါဆိုမို့ပရိက3ည9နိပရိကိုပေမှာဖြစ်ပါတယ်ခင်ဗျာ။တွင်ရရပေါ့နော်3ည9ပရိပေမှာဆိုတော့ကျွန်တော်ဒီမှာ နေ3ကိုကတွန်းနေတယ်ဗောနော်ဆိုတော့ကျွန်တော်နေ3ကိုပြိအားကောင်းတယ်လို့ပြောရမှာဗောနော်ညောခဲဒီမှာ3ည9ကိုပဲရင်ကျွန်တော်နေ3ကိုပြိကအာတာတွေထဲပါသေးတယ်ဗောနော်ဟုတ်ခဲ့ကျွန်တော်တို့ဒီနောက်ထပ်ဗီဒီယိုမှာဗောနော်နောက်ထပ်ဗီဒီယိုမှာကြတော့ကျွန်တော်ဒီပြိအားနေ20ဒီကိုဒီစုတဲ7ပဲထပ်ပြီးတင်ပေးသွားမယ်ဗောနော်ပြီးခရစ်တပါတီဟာလေး တဲ့ဆူတေဆေရေပရိအာနေဘောနော်ကြံနေတာကတုံမြတင်ငါ၆ပရိမာတုံမြပရိ၃ငါနေချပေးသွားတယ်ဒီခွန်ရှင်းတင်နေပရိလေးလုံးကတော့ဖောက်တယ်ဘောနော်ဒီပရိအာနေ20တွေကိုလည်းထပ်ပြီးတော့နောက်ထပ်ဗီဒီယိုမှာတင်ပေးသွားပါဦးမယ်ဘောနော်အခုလောလောဆယ်တော့ကျွန်တော်ဒီမှာနေ၃ခုပရိဖြစ်ပါတယ်ခင်ဗျာ